အဲ့တနတ်တည်းအကောင်းကောင်းလေးယူကချင်ပြည်နယ်ဗမော်မြို့သိန်းတိုက်ပွဲမှာစစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ23ကိုစစ်ကူရိတ်ခံတဲ့ခဲယန်းနီလာပို့တဲ့ရဟရင်3စီးတဲ့ကနှစ်စီးကို KYU KYU ပူပေါင်းတပ်တွေကပစ်ချနိုင်ခဲ့ပါတယ်။ဒါကြောင့်ပဲ2025ခုနှစ်မေလ20ရက်မှာဗမော်ကိုလာရောက်တဲ့ရဟရင်3စီးတဲ့ကဒစီကပြတ်ကြဒစီကရွှေကူမှာအရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက်ဆုံးဒစီပဲမြကြီးနားလီတက်တွေကိုပြန်သွားနိုင်တာဖြစ်ပါတယ်။ မေလ21ရက်မှာတော့ရွှေကူမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟန်းရင်ကိုပါလက်နက်ကြီးနဲ့ပြစ်ခတ်နိုင်ခဲ့တာကြောင့်အာနာသိန်းအပိနောက်ပိုင်း KIA အနေနဲ့စစ်တပ်ရဲ့ရဟန်းရင်နဲ့လေရင်၄စီးထိကိုဖျက်ဆီးနိုင်ခဲ့ကြောင်းဆိုပါတယ်။ရွှေကူမှာရပ်ထားတဲ့ရဟန်းရင်လေမနေ့ကညနေပိုင်းကျွန်တော်တို့ကဲရဲနဲ့ပိုးပေါင်းကတ်တယ်ဒနေ့ချင်းနဲ့ပြန်ပြစ်တာဖြစ်ပါတယ်တော့အဲ့ဒီရွှေကူမှာရထားတဲ့ရဟတ်ရင်ကတော့မီးလောင်တဲ့အဆင့်တော့မရှိဘူးပြက်စီးတဲ့အဆင့်ပဲရှိတယ် အာနာတင်းတဲ့နောက်ပိုင်းကကတော့အမင်းကပြစ်ချလိုက်တဲ့နစီနဲ့အောင်းလိုက်လို့ရှင်တော့၄စီးပေါ့ရဟရင်ကတော့၃စီးဟိုနဘကာမှာချက်ဖိုက်တာဒစီနဲ့ဆိုတော့၄စီးရှိသွားပါပြီကရှင်လွတ်လပ်ရေးတပ်မတော် KIU KIA အနေနဲ့ဝိုင်းမော့မြို့နယ်ထဲမှာ2024ခုနှစ်ဇန်နဝါရီ16ရက်က MI something တည်ယူပို့ဆောင်ရေးရဟိုင်2024ခုနှစ်ဇန်နဝါရီ16ရက်မှာတော့နဖက်ကပတ်မှာ FTC 2000စင်ကြီး ိုက်ခိုက်ရေးဂျက်လင်တို့ကိုပြစ်ချနိုင်ခဲ့ပါတယ်။အခု2025ခုနှစ်မေလ20နဲ့21ရက်တွေမှာတော့ဗမော်မှာ MI17 တေယူပို့ဆောင်ရဟန်းနှစ်စီးကိုထပ်ပြီးတော့ပြစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။အယုဒ္ဓဖိုင်တွေအရဆိုရင်ဒါ FVV drone နဲ့အတော်ဒီရဟန်းရဲ့ပြင်မရူတာကိုအစိတ်ပိုင်းကိုဒါဟိုဥတိုက်အထိုးဆိုင်ပြီးတော့ထိမှန်တိုက်ခိုက်ခဲ့တာကိုလည်းကျွန်တော်တွေ့ရတယ်ဒီဟာနဲ့ဆက်ဆက်ပြီးတော့မှအရန်အရာအထိခိုက်သွားပြီးတော့ဟောဒါ ဆင်ကဲပြည့်စည်သွားတယ်ပြတ်ကျခဲ့တယ်လို့ဒါကျွန်တော်တို့ပြောလို့ရနိုင်ပါတယ်ဒါအပြင် KAI ပူပေါင်းတက်တွေဟာနေမြေစုမိုးထားနိုင်ပြီးစဉ်သက်နိုင်တဲ့နေရာတွေမှာစောင့်ကြိုပြီးတော့မှရှိတဲ့လက်နက်စနစ်တွေကိုပေါင်းစပ်အသုံးပြုနိုင်တာကြောင့်စစ်တပ်ရဲ့ရဟန့်ရင်တွေကိုပြတ်ကျအောင်စွန့်ဆောင်နိုင်တာလို့သူကဆက်ပြောပါတယ်ဒါကြောင့်အာနာသိန်းလင်းနစ်ကျော်ထဲမှာဆိုရင် KAI အနေနဲ့ရဟန့်ရင်၃စီတရုတ်လုတ်တိုက်လေရင်တစ်စီးကိုပြစ်ချထားနိုင်ပြီး2021ခုနှစ်မေလ3ရက်နေ့က မုံမောင်မြို့နယ်မှာပြစ်ချခံရတယ်လို့ယူဆရတဲ့ MI 35တိုက်ခိုက်ရဟရင်ကိုပါထည့်ပေါင်းမယ်ဆိုရင်ငါးစီးအထိရှိလာမှာဖြစ်ပါတယ်။အခုပြစ်ချခံရတဲ့ရုရှားထုတ် MI 17ဟာဗတ်စုံသုံးစစ်ဘက်ဆိုင်ရာဟယ်လီကော်ပတာဖြစ်ပြီး4000ကီလိုဂရမ်ထိတည်ဆောင်းနိုင်ကတန်ကြီးအနေနဲ့ဆိုရင်ကန်ဒေါ်လာ100တန်းကနေ25တန်းအကြာပေါက်ဈေးရှိပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့အာနာသိန်း၄နှစ်ကျော်အတွင်းစစ်တပ်ရဲ့ရဟရင်နဲ့တိုက်လေရင်ကိုးစည်းထံမနေကို တော်လိုင်းတပ်ဖွဲ့တွေကပြစ်ချထားနိုင်ခဲ့ပါတယ်ကျွန်တော်စိုးသူအောင်ပါ